အောင်မြင်မှုရဲ့တကားကိုပိတ်ထားသလိုခံစားနေရပါသလားတင့်ရဲ့ပုံမူမြင့်မားတဲ့စွမ်းဆောင်ရည်တွေကိုဖော်ထုတ်ဖို့တောချက်ကတင့်တွင်းမှာပဲရှိနေခဲ့ရင်ကောစိတ်ကူးပုံဖုံမှုရဲ့စွမ်းအားကိုရှာဖွေပြီးအမြင့်ဆုံးစွမ်းဆောင်ရည်တွေကိုဒီနေ့ပဲစတင်ရယူလိုက်ပါတင့်ရဲ့စိတ်ကူးပုံဖုံမှုဟာအမခန်းစွမ်းအားကြီးမားတဲ့အရာပါတင့်ရဲ့အတွေးခံစားချက်လှုပ်ဆောင်ချက်တွေကိုအတားလေးလွှမ်းမိုးနေတတ်ပါတယ်ဒီအတွင်းကစွမ်းအားတွေကိုနားလည်ပြီးထိန်းချုပ်တတ်လာရင်ဘဝရဲ့ဘေကဏ္ဍမှာမဆူ အမြင့်ဆုံးစွမ်းဆောင်ရည်တွေကိုရယူနိုင်ပါလိမ့်မယ်။စိတ်ကူးပုံဖော်ခြင်းဟာရိုးရိုးစန္ဒပြင်ပြမှုတသက်မဟုတ်ပါဘူး။ဒါဟာတိတ်ပန်နီကြာထောက်ခံထားတဲ့ဤစနစ်တစ်ခုပါ။အုံနောက်ရဲ့အာယုံကြောတွေကိုပြန်လည်ဖွဲ့စည်းနိုင်တဲ့အုံနောက်ပြောင်းလဲနိုင်စွမ်းကိုဖြစ်ပေါ်စေပါတဲ့ကိုကိုကိုအောင်မြင်တာကိုထက်ခါတလဲလဲမြင်နေခြင်းအဖြစ်တင့်အုံနောက်ကိုအောင်မြင်မှုအတွက်ပြင်ဆင်ပေးရရောက်ပါတယ်။ ဒီစွမ်းအားကိုတကယ်အသုံးချနိုင်မှုရှင်းလင်းပြတ်သားပြီးစိတ်ဝင်စားစရာကောင်းတဲ့စိတ်ကူးပုံရိပ်တွေကိုဖန်တီးပါမြင်ုံတက်တက်မဟုတ်ပဲခံစားနိုင်ရပါမယ်။တင်ပန်းတိုင်တွေအောင်မြင်တဲ့ခံစားချက်ထဲမှာနှမြုပ်လိုက်ပါတင့်စိတ်ကူးထဲမှာပို့ပြီးအသက်ဝင်လေသူ့ရဲ့တက်ရောက်မှုကပို့ပြီးအကောင်းလေဖြစ်ပါလိမ့်မယ်။ စိတ်ကူးပုံဖော်ခြင်းကိုတင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာထည့်သွင်းလိုက်ပါမနဲ့တိုင်းတင့်တနေတာကိုပြီးပြည့်စုံစွာ ဖြစ်ပေါ်လာပုံကို မိနစ်အနည်းငယ်ကြာစိတ်ကူးပုံဖော်ပါအရေးကြီးတဲ့အစည်းအဝေးတွေဆွမ်းဆောင်ရည်ပြသမှုတွေမတိုင်ခင်မှာတင့်ရဲ့ယုံကြည်မှုနဲ့အာယုံစုဆိုင်မှုကိုမြင့်တင်ဖို့အသုံးပြုပါမှန်မှန်လှုပ်ဆောင်ခြင်းကအဓိကပါတင့်ရဲ့ရလဒ်တွေကိုအမြင့်ဆုံးရယူဖို့ဆိုရင် မှန်မှန်လေးခြင်းမူကအဓိကပါစိတ်ကူးပုံဖော်ခြင်းကိုဗန်းတိုင်ချမှတ်ခြင်းနဲ့ကောင်းမွန်တဲ့အတီးပြုစကားတွေလိုတခြားထိရောက်တဲ့ဤစနစ်တွေနဲ့ပေါင်းဆက်ပါတင်တိုးတက်လာတာတွေကိုမှတ်တမ်းတင်ပြီးအောင်မြင်မှုတိုင်းကိုပျော်ရွှင်စွာဆင်နွှဲဖို့လည်းမမေ့ပါနဲ့စိတ်ကူးပုံဖော်ခြင်းကဘဝကိုပြောင်းလဲနိုင်ပါတယ်ဒီနေ့ကစပြီးတင့်အတွင်းစွမ်းရည်တွေဖော်ထုတ်လိုက်ပါဒီတပည့်ရဲ့ရည်မှန်းချက်တွေကိုခမ်းမက်မှမျှဝေပါ